္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်နောက်ပေါက်ခကိုလက်လို့ဆုံရှုံပြီး၃ရက်ကြာ DSA အပတ်စဉ်16ရက်58နှစ်မြောက်နှစ်ပတ်လည်တွေ့ဆုံပွဲမှာမင်းအောင်လှိုင်ကကျူကျူလအတွက်၃ရာသီတချင်းကိုတည်ဆို့ဖျော်ပြပါတယ်အာဆီယံဥက္ကဋ္ဌရာတို့ရယူမဲ့မလေးရှားဝန်ကြီးချုပ်နဲ့ထိုင်းဝန်ကြီးချုပ်ဟောင်းတက်စင်တို့ကြားမြမရေးကိုက်တွဲဖြည့်ရှင်းကိစ္စတွေ့ဆုံဆွေးနွေးတဲ့သတင်းပါဝင် နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင် အခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့ဘုတ်ကတော့ရခိုင်ပြည်နယ်အမြုံနယ်ကအနောက်ပိုင်းတိုင်းစစ်နာချုပ်ကိုလက်လွတ်ဆုံးရှုံးပြီး၃ရက်ကြာရန်ကုန်မှာပြုလုပ်တဲ့စစ်တပ်ကတော် DSA ဗိုလ်လောင်းတင်တန်းအပတ်စဉ်ဆက်ကောတင်တန်းစဉ်အရာရှိတွေတွေ့ဆုံပွဲမှာစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကကျူကျူလာတွက်လို့ဆိုက300ဒီတချင်းကိုတီဆိုခဲ့လို့တက်အတိုင်းဝန်းကအတီးပြုတ်ပြောဆိုလိုက်ပါတယ်။ဒီဇင်ဘာလ23ရက်နေ့ညနေပိုင်းကရန်ကုန်တိုင်းစစ်ထဏာချုပ် ကောင်းမြင်သာဇေယသတိဗိမှန်ခမ်းမမှာပြုလုပ်တဲ့စစ်တကတို့ DS အပတ်စဉ်16ရက်49နှစ်မြောက်နှစ်ပတ်လည်တွေ့ဆုံပွဲကိုမင်းအောင်လိုင်းနဲ့မိမဖြစ်သူကျူကျူလာတို့တက်ရောက်ခဲ့ကြတာလည်းဖြစ်ပါတယ်။အဲ့ဒီပွဲမှာမင်းအောင်လိုင်းကကျူကျူလာအတွက်ဆိုတော့ကိုအန်ဂျီတီဆိုခဲ့တဲ့300တီတသင်းကိုတီဆိုပေးခဲ့တာလည်းဖြစ်ပါတယ်။ရန်ကုန်တိုင်းစစ်တနာကျောက်အတွင်းဒီဇင်ဘာလ23ရက်နေ့ကပြုလုပ်ခဲ့တဲ့ DS အပတ်စဉ်16ရက်49နှစ်မြောက်နှစ်ပတ်လည်တင်နန်းစင်အရာရှိတွေတွေ့ဆုံပွဲမှာ လုံကြုံရေးကိုအထူးတင်းကျပ်ခဲ့ပြီးမင်းအောင်လှိုင်မိသားစုကပွဲကိုကမကထပြုလုပ်ခါကျင့်ပခဲ့ကလက်ဆောင်တွေမဲဖောက်တာကန်ဆန်းမဲတွေပေးတာနဲ့အစားအသောက်တွေအလံပဲကျွေးမွေးတာတွေကို ပြုလုပ်ပြီးမင်းအောင်လှိုင်ကပျော်ရွှင်နေခဲ့လို့လည်းသိရှိရပါတယ်ရှင်။ချင်းပြည်နယ်တရင်တဘုတ်ကိုကြည့်အောင်ပါ။ချင်းပြည်နယ်မင်းတပ်မြို့ခလာရ294တရင်ကနေထွက်ပြေးလာတဲ့စစ်တပ်မိသားစုဝင်တွေပါဝင်စစ်ကောင်စီတပ်သား12ဦးကိုဖမ်းဆီးရမိခဲ့လို့ဗျူဟာအမှတ်87 ရောပြူဟာကတာဝန်ရှိသူတို့ကပြပြပါရယ်ဒီဇင်ဘာလ24ရက်နေ့နဲ့25နေ့တို့မှာစောမြို့နယ်ရေရှည်ကျွော်နေခလရ294တရင်ကနေစခန်းကိုစွန့်ခွာထွက်ပြေးလာတယ်။မိသားစုဝင်တွေပါဝင်စစ်ကောင်စီတပ်သား12ဦးကိုတော်လဲတပ်ဖွဲ့ဝင်တွေကအရှင်ဖမ်းဆီးရမိခဲ့တာလည်းဖြစ်ပါတယ်။စခန်းကိုစွန့်ခွာထွက်ပြေးလာသူတွေဟာ မင်းတပ်မျိုးခလရ294တရင်ကတက်သားခိုင်မင်းအောင်တက်သားဝင်းနိုင်စိုးဒုတက်ကျက်တန့်စင်စိုးတက်ကျက်ဆန်ဦးဒုတက်ကျက်အောင်မျိုးထွန်တက်သားကျော်စင်လက်ဆနာဝင်းနဲ့ကလေးဖြစ်သူဇော်မျိုးထက်ထက်နေဝင်းတန့်စင်သူ တက်သားစော်မျိုးလိုင်းနဲ့တက်သားလီဂျေတို့ဖြစ်တယ်လို့လည်းသိရှိရပါတယ်။ဖန်စီရမိတဲ့ဆက်နှအိုးကိုဗျူဝါ81ရောဗျူဝါကဖန်စီထိမ့်သိမ်းထားပြီးဆက်လက်အေးအေးယူဆောင်ရမယ့်အပိုင်းကိုခရံကိုကရဲ့အစီအမံနဲ့ဆက်လက်ပြီးလှုပ်ဆောင်သွားမယ်လို့လည်းသိရှိရပါတယ်။မင်းတက်မျိုးခလရ294တရင်ကိုဒီဇင်ဘာလ21ရက်နေ့မှာချင်းညီနောင်အဖွဲ့နဲ့မဟာမိတ်တွေကတိုက်ခတ်သိမ်းပိုက်နိုင်ခဲ့တာလည်းဖြစ်ပါရဲ့ရှင်။ ဒီတစ်ခါမှာတော့အာဆီယံဥက္ကဋ္ဌရာထူးကိုရယူတော့မယ်မလေးရှားဝန်ကြီးချုပ်အန်နဝါကထိုင်းဝန်ကြီးချုပ်ဟောင်းတက်ဆင်ရှင်နာဝတ်ကို တွေ့ဆုံပြီးမြမရေးကိစ္စအပါအဝင်ဒေတာတွေကိစ္စတွေကိုဆွေးနွေးခဲ့လို့ထိုင်းသတင်းမီဒီယာတွေကဖော်ပြချက်အရသိရှိရပါတယ်။အာဆီယံဥက္ကဋ္ဌရာထူးကိုရယူမယ်မလေးရှားဝန်ကြီးချုပ်ကထိုင်းဝန်ကြီးချုပ်ဟောင်းတက်ဆင်ရှင်နာဝတ်ကိုအကြံပေးဖြစ်ခန့်အပ်ထားပြီးရဲ့နောက်မှာတွေ့ဆုံခဲ့တာလည်းဖြစ်ပါတယ်။ တွဲဆောင်ဆွေးနွေးမှုအတွင်းမှာအရေးကြီးတဲ့ဒေသဆိုင်ရာဦးစားပေးတွေကိုအဓိကထားဆွေးနွေးကြပြီးစီးပွားရေးပြန်လည်ရှင်သန်လာစေရည် ဖွံ့ဖြိုးတိုးတက်နေတဲ့နည်းပညာတွေကိုအသုံးချရေးထိုင်းနိုင်ငံတောင်ပိုင်းမှာငြင်းချရေးဖြစ်ထွန်းစေရေးနဲ့မြန်မာနိုင်ငံအကြက်တဲကိုကင်တွယ်ဖြစ်ရှင်းရေးတို့ပါဝင်တယ်လို့လည်းသိရပါဗျ။တသင်ရဲ့ဒေတာတွင်ကြီးမားတဲ့ဆက်ဆံရေးကွန်ရက်နဲ့အတွေ့အကြုံကောင်းတွေကမလေးရှားနဲ့အာဆီယံအတွက်တန်ဖိုးမဖြတ်နိုင်တဲ့အခွင့်အလမ်းတွေရရှိစေမယ်လို့လည်းဆိုပါဗျ။မလေးရှားနဲ့ထိုင်းနှစ်နိုင်ငံကြားဆက်ဆံရေးကိုခိုင်မာစေမယ့်နည်းလမ်းတွေကိုလည်းတွဲဆုံဆွေးနွေးခဲ့လို့လည်းသိရှိရပါဗျ။မလေးရှားနိုင်ငံဟာလာမယ့်2025ခုနှစ်မှာ ာဆီယံအဖွဲ့ကြီးရဲ့အလဲကျဥက္ကဋ္ဌယာရုတာဝန်ကိုထမ်းဆောင်တော့မှာလည်းဖြစ်ပါရဲ့ရှင်စကိုင်းတိုင်းတပုတ်ကိုတက်ဆက်ပေးကြပါရယ်စကိုင်းတိုင်းဘုဒ္ဓလင်မြို့နယ်မှာအကြက်ဖက်စစ်တပ်ကပြည်သူ200ခန့်ကိုလူသားတိုင်းဖြစ်ဖမ်းဆီးပြီးစစ်ကြောင်းထိုးနေတဲ့အပြင်ပြည်သူပန်းနွားလဲတွေကိုလည်းခိုးယူပြီးစစ်ကြောင်းထိုးရာလမ်းတစ်လျှောက်မှာယူဆောင်လာတယ်လို့မုံရခရိုင်အမှတ်နှစ်တရင်တက်ခွဲတရွာစော်ကြီးတက်ခွဲကတာဝန်ရှိသူတို့ကပြပြပါရယ်ဒီဇင်ဘာလ29ရက်နေ့မနေ့အစောပိုင်းမှာ ဘုဒ္ဓလင်မြို့ပေါ်ကနေထွက်ခွာလာတဲ့အကျန်းဖက်စစ်ကြောင်းဟာဘုဒ္ဓလင်မြို့အတွင်းကပြည်သူအများပြားကိုလူသားတိုင်းဖြစ်ဖက်စီကချိရွာတွေကိုဇက်တိုက်စစ်ကြောင်းထိုးနေတာလည်းဖြစ်ပါတယ်။အဲဒီစစ်ကြောင်းဟာအရက်သားပြည်သူ200ကျော်ကိုလူသားတိုင်းဖြစ်ဖက်စီက နွားလဲလေးစီးကိုစစ်ကြောင်းထိုးရာလမ်းတစ်လျှောက်ယူဆောင်လာရလို့လည်းသိရှိရပါတယ်။လက်ရှိချိန်မှာအကြက်ဖက်စစ်ကြောင်းထိုးစီးနှင်းမှုကြောင့်ကျေးရွာအများပြားကထောင်နဲ့ချီတဲ့ပြည်သူတွေထွက်ပြေးတဲရှောင်နေရပြီးအကြက်ဖက်စစ်သားတွေကစစ်ကြောင်းထိုးရာလမ်းတစ်လျှောက်ကပြည်သူတွေကိုလူသားအတိုင်းဖြစ်စက်တိုက်ဖမ်းဆီးနေရလို့လည်းသိရှိရပါတယ်ရှင်။ တလင်းသာရီတိုင်းတွင်တဲ့ဘောကိုတက်ဆက်ပေးကြပါရယ်တလင်းသာရီတိုင်းတွင် တော်လန်တက်တွေပူပေါင်းကဆက်စင်ရေးတွေကိုအကောင့်ထဲပေါ်လာနိုင်ပြီးစစ်ကောင်စီရဲ့စခန်းကြီးတွေကိုသိမ်းပိုင်နိုင်တဲ့အထိအောင်မြင်မှုတွေရရှိနေတယ်လို့ဒဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် TPLF ကရဲဘော်နိုဝယ်ကပြောပါရယ်တလင်းသာရီတိုင်းတွင် တော်လင်းတစ်ဖက်ဝင်နေပူပေါင်းဆွဲမှုတွေကြောင့်စီရေးပိုင်းမှာပုံမိုထိရောက်လာပြီးစစ်ကောင်စီကိုအထိနာစေရလို့လဲဆိုပါရယ်အထူးသဖြင့်မကြသေးမီကတော်လင်းတပ်တွေပူပေါင်းတိုက်ခိုက်မှုကြောင့်ဒင်းသာရတန်းရေဖြူမြို့နယ်ကံပေါက်ဒေသ ရေကန်တောင်မှာတက်ဆွဲထားတဲ့အကြက်ဖက်အစ်စ်ကောင်စီရဲ့ microwave တက်စကန်ကုန်းကိုတိမ့်ပိုင်ရရှိမှုမှာထင်သာမြင်သာ ရှိတယ်လို့လည်းရဲဘော်နိုဝဲကပြောပါတယ်။ဒဝဲဒေသအခြေစပ်တော်လန်တက်ဖွဲ့ဖြစ်တဲ့ဒဝဲပြည်သူ့လူမျိုးရေးတပ် TPLF အနေနဲ့လူမျိုးတဲ့ဒဝဲဒေသပေါ်ပေါက်ရေးတွန်းအားပေးဆောင်ရနေတယ်လို့တနင်္လာနေ့မှာမြှင့်တင်းနေထိုင်တဲ့လူမျိုးစုတွေဟာ ကိုပိုင်တက်ထန်းခွင့်ရှိတဲ့ပြည်ထောင်တစ်ခုအဖြစ်ပြန်လည်တည်ထောင်ဖွဲ့စည်းရမယ်လို့လဲဆိုပါတယ်။လက်ရှိအခြေအနေမှာအကြက်ဖက်စစ်ကောင်စီတပ်ကတင်းလိုက်တိုင်းတွင်မြို့ဧရိယာကလွဲကကျင်းလက်ဒေသတွေကိုနယ်မြေစိုးမိုးနိုင်မှုမရှိတော့သလိုစစ်ကြောင်းထုံးမှုတွေလေကြောင်းတက်ခတ်မှုတွေကိုအရင်ကတည်းပုံမိုလှုပ်ဆောင်လာရလို့လဲသိရှိရပါတယ်ရှင်။အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တပုတ်ကတော့မကွေးတိုင်းကမ္မမြို့ပေါ်မှာပြည်သူပိုင် ပစ္စည်းတွေကိုဖောက်ထွင်းခိုးယူနေတဲ့အကြမ်းဖက်စစ်ကြောင်းတက်ဆွဲထားတယ်။ ကမ်မရဲစခန်းကိုဒရုန်းနဲ့ပုံကျဲတိုက်ခတ်ရမှာစစ်တပ်ဘက်ကထိခိုက်သေဆုံးမှုရှိတယ်လို့ကမ်မဒေတာတော်လဲတပ်ပေါင်းစုကတာဝန်ရှိသူတို့ကပြပြပါဗျ။ဒီဇင်ဘာလ26နေ့မနေ့ပိုင်းကကမ်မဈေးဆိုင်ခန်းတွေကိုဖောက်ထွင်းခိုးယူပြီးကမ်မရဲစခန်းကိုပြန်လာတဲ့အကြမ်းဖက်တပ်သားတွေကိုတော်လဲတပ်ဖွဲ့ဝင်ရဲ့ဒရုန်းနဲ့လိုက်လံပုံကျဲတိုက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီတိုက်ခတ်မှုတွဲမှာအကြမ်းဖက်တပ်သားတွေထိခိုက်သေဆုံးမှုရှိပြီးမယ်။အရေးအတွက်ကိုတော့အတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့လည်းသိရှိရပါတယ်။ဒါအပြင်အကြမ်းဖက်စစ်ကြောင်းကမ်မ မမြို့ပေါ်ဝင်ရောက်စီးနှင်းပြည့်ရနာမှာဒီဇင်ဘာလ25ရက်နေ့မှာမြို့ပေါ်ရက်ွက်တွေကိုစစ်ကောင်စီတပ်သားတွေက လက်လက်ကြီးတွေနဲ့ပြစ်ခတ်တက်ခတ်ခဲ့တာကြောင့်စစ်ပေးတင်းရှောင်ခြင်းမရှိတဲ့ပြည်သူတို့ဟာတည်ဆုံးခဲ့ရတယ်လို့လည်းသိရှိရပါတယ်။အကြမ်းဖက်စစ်ကြောင်းကို ကမ္မတပောင်းစုရဲ့ drone ဖွဲ့ Three Brother Drone Force, Black Eagle Drone Force, ပေါ့ပကဖရဲ့ drone team, BLY ပြည်သူ့ကာကွယ်ရေးအဖွဲ့မြိုင်ပကဖရဲ့ drone ဖွဲ့ MGPDF ဂလုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မကွေးတိုင်း drone တွင်မဟာမိတ် drone အဖွဲ့တို့ပူးပေါင်းလှုပ်ဆောင်ခဲ့တာလည်းဖြစ်ပါလေရှင်။ ဟုတ်ကဲ့ပါရှင်ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့မနက်ခေတ်သစ်တွေကိုတင်ဆက်ပေးရပါချုပ်ပေးတဲ့ကျေးဇူးတင်ပါတယ်ရှင်ကျေးပါများပါ